အရန်လန်းနဲ့နယူးယောက်စီတရံအပန်းစာပေါ်ရောက်ရှိလာပါပြီ။အားလုံးမင်္ဂလာပါ။ EM ကင်းရှော့နေကြိုးဆိုလိုက်ပါရဲ။ဇတိယံဆိုတာကတော့တရုတ်ဗီယံမာတပားဖြစ်ပြီးတော့ဩဇာကြီးမားရဲ့ဧကရဓမားဖြစ်တဲ့တမိုင်းနေရဗီယံမာကဂိန်းထဲမှာဟီးရိုးဖြစ်ရောက်ရှိလာတဲ့အခါဘယ်လိုမျိုးလဲဆိုတာဆက်ပြီးတော့ပြောပြမယ်။ဒူမားကိုတော့ဒမ်းမိန်နဲ့ခေါကွင်ထိုးမေးအဖြစ်မြင်ရပါမယ်။ပရမဇုန်နေတဲ့ဇီဒီယန်ရဲ့ပက်စစ်ဇီဒီယန်ရဲ့ပက်စစ်ကတူဘေးကိုအန်နမီတွေလာခဲ့ရင်တွန်းထုတ်ပြစ်မှာဖြစ်ပါတယ်ဘရာလာတို့ရဲ့ခရက်လေးလိုပါပဲ မက်ဂျစ်ဒမ်းမေးအနေငယ်နဲ့စပန်လဲပေးအောင်ပါပါခိုးတော့အနေနဲ့တော့120စက္ကန့်ဖြစ်ပြီးတော့ရှီးလဲတက်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ scale 1 scale 1သုံးလိုက်တာနဲ့ father ရဲ့ scale 2လိုပဲငှက်နေပြစ်မယ်ဒါပေမဲ့ तू ကသုံးချက်ပြစ်မှာဖြစ်ပြီးတော့နောက်ဆုံးတစ်ချက်ကြရင်နောက်ကိုပါတွန်းထုတ်ပြစ်မှာဖြစ်ပါတယ် ကေသူတုံးလိုက်တာနဲ့ဇတိယံဖိနစ်ငတ်ကိုစစ်ခေါ်လိုက်မှာဖြစ်ပြီးတော့မက်ဂျစ်ဒမေ့အပြင်စလိုအဖက်ကိုမှတက်ရောက်စေမှာဖြစ်ပါတယ်။ကေသူကိုလည်းနှစ်ခါသုံးပြီးတော့နေရာရွှေ့လို့ရပါတယ်။ကာကူရာရဲ့ ठी ကိုရွှေ့တယ်လို့မျိုးပါပဲ။ဇတိယံရဲ့အာဒီမိတ်ကတင်းမိတ်ကိုမူမန့်စပီဒ20ပြီးတော့အနားမှာရှိတဲ့ enemy ကို damage နဲ့စတန်ပေးမှာဖြစ်ပါတယ်။ ultimate သုံးတာနဲ့တစ်စက္ကန့်လောက်ပြရှင်လဲပိုကျဲသွားပါပဲ။ကျွန်တော်စမ်းကြည့်ရတဲ့လောက်တော့သူ့ရဲ့ ultimate က rate တော်တော်လေးကျယ်။အရင်တော့ရည်စမ်းရှင် ultimate လို့ရောက်ရရက်ကနေလှမ်းထိမလားဆိုတာတော့မပြောတတ်ဘူး။ ။ official စာပါရောက်လာမှပဲအသေးချာသိရမယ်။တရားချုပ်ကြည့်လိုက်ရင်ဇတိယံဆိုတာဖာစာကလုံးပဲ။ဆိုတော့ယာရီကုန်နာနဲ့ official စာပါကိုရောက်ရှိလာမဲ့ new hero ဇတိယံကိုဘယ်လိုထင်လဲ။အကြိုက်ဝင်ရတာဆိုတာမှန်ကဲလို့ရပါတယ်။ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်။ See you guys